ဒီကူ foreign ကလည်းဗာပြောထားလဲနိုင်ငံတော်အစ်စ်ကိုသွားမယ်အခုနာလို့ပေါင်းစီပြီးမှဗာလဲငင်းချမ်းရဲရွေးကောက်ပွဲပြီးရင်ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစီပြီးမှမဟုတ်ဘူးလားတင်းကြီးအေးဂျင့်နဲ့နိုင်ငံတော်အစ်စ်ကိုသွားခြင်းတယ်အဲ့လိုသွားဖို့အတွက်အခုငင်းချမ်းရဲညင်တာခံကိုရှာတယ်ဆိုတဲ့အခါဒီ foundation ဒီရွေးကောက်ပွဲအတွက်လည်းအကျိုးပြုပါတယ်နိုင်ငံတော်အစ်စ်အတွက်လည်းအကျိုးပြုပါတယ်လက်နက်ကင်ပြည်ပကရှုပ်ငိမ့်ဖို့အတွက်လည်းအကျိုးပြုတယ် တော့ရွေးကောက်ပွဲဒီကျွန်တော်တို့သွားကိုသွားအမယ်လမ်းကြောင်းအခြေခံဥပဒေပါပေးထားချက်ဖြစ်တယ်။ကာကွယ်ဦးစီးချုပ်ကလည်းချင်းကိုချင်းပပေးအမယ်။ဒါပေးထားချက်ဖြစ်တယ်။ဟုတ်ပလားလူလူကလည်းလိုလားတယ်။ရွေးကောက်ပွဲအလွန်အစိုးရတရက်ပေါ်ထွန်းမှပဲလက်ရှိအချင်းချက်ကို reconstruct လုပ်မယ်ဟာ။ဟုတ်လားအခွင့်အရေးတွေရလာမယ်တချို့ sanction လုပ်ထားတဲ့ဟာတွေ democratic အစိုးရတရက်ပေါ်လာရင်ခင်ဗျားလုပ်ပြန်ပြီးတော့ဟိုကလုပ်မှာပဲ။တို့နိုင်ငံတကာတန်ခင်းတမန်ခင်းကဏ္ဍကပို့ပြီးတွက်လက်လာမယ်။ ာလို့ဆိုရင်ခုကျွန်တော်တို့တည်တဲ့တိုင်းက peace for အဲ့ဒီမတိုင်ခင်က peace talk နော်ဒါလုပ်ကြည့်တယ်လေတစ်ခုပြီးတစ်ခုကနော်တစ်ဆင့်ပြီးတစ်ဆင့်သွားတဲ့သဘောပဲ reforum မျိုးလေးပဲ October 15မတိုင်ခင်မှာဖြစ်ဖြစ်ရှိနိုင်တယ် October 15မှာစနစ်ပြည့် NCA လက်မှတ်ထိုးတဲ့အခါနာလေးကြီးကြီးမားမားလုပ်မယ်လို့ကြားတယ်အဲ့ဒီအလွန်မှာလေးပဲဒီထက်မကကြီးတဲ့ငင်းချမ်းညင်တာခံတခုလေးလာနိုင်တယ်ဒီဥစ္စာရဲ့ခင်ဗျာခေါင်းစဉ်ကိုကြည့်ပါလားဆောင်ဖို့ကိုကြည့်ရင် ငင်းချမ်းရဲ့ရွေးကောက်ပွဲနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစုပြီးခါမှာဟုတ်လားအေဂျန်တာရတဲ့အနာဂတ်နိုင်ငံတော်တစ်လို့ပြောတာလေနိုင်ငံတော်တစ်ကိုသွားမယ်ဆိုကြတဲ့ကအခုကတည်းကသူဖောင်ဒေးရှင်းရှာနေတာဒါ SSC ရဲ့မူဖြစ်ဖို့ရခိုင်တို့များတယ်တနည်းအားဖြင့်အနာဂတ်မှာနိုင်ငံတော်တစ်တစ်ခုကိုတည်ဆောက်ဖို့အခုကတည်းကငင်းချမ်းရဲ့နဲ့ပတ်သက်တဲ့အခြေခံအုတ်မြစ်ကိုရှာတယ်အဲ့ဒီအခြေခံအုတ်မြစ်ကတခါတည်းသွားလို့မရဘူး ခုနကခင်ဗျားတို့အားလုံးပြောတဲ့ process တစ်ခုပဲအဲ့တော့ process တစ်ခုကိုစလုပ်ပြီးဆိုရင်ဒီအစီအစဉ်လေးတွေကိုလက်ဆင့်ကမ်းလုပ်ရမှာရွက်ကောက်ပွဲအလွန်ဆိုးရဒီထက်မကကြီးကြီးအောင်ဒီထက်မကခိုင်မအောင်ထာဝရငြိမ်းချမ်းရေးကိုတွားနိုင်အောင်ဥတည်ချက်နဲ့တွားနိုင်တယ်အဲ့ဒါကြောင့်အခုတွားတဲ့ဆွေးနွေးကြတဲ့ဥစ္စာများရဲ့ဆွေးနွေးချက်အားလုံးဒီပြက်ပြေသွားမှာမဟုတ်ဘူးလို့သူလည်းပြောတယ်ဒါတွေကိုမှတ်တမ်းထားမယ်အလေးနဲ့ထားမယ်ဒါတွေကတဆင့်ချင်းတွားမယ် အဲ့ဒါကိုကြည့်ချင်းအပြင်ရင်မှန်းချက်ကြီးတယ်ကနဦးနိုင်ငံရေးအပြင်ငင်းချမ်းမှုခြေလှမ်းကိုစလှမ်းနိုင်အောင်ဒီကာလမှာ foundation တခုကိုခန်းခန်းမမ SSC ရှာတယ်လို့ယူဆတယ်ဒီကောက်ပွေးကလိုအပ်ချက်တခုဖြစ်တာပေါ့လက်ရှိအချင်းချက်မှာဟုတ်လားဟိုကာကွယ်နဲ့လုံခြုံရေးကောင်စီကအရေးပေါ်ကာလဥပဒေအရကာကွယ်ဦးစီးချုပ်ကိုအနှံ့အနှံ့ထားတယ်သူဒီအာဏာကြီး၃ရက်လုံးကိုကော့ကေးပန်ခွင့်ရှိတယ် ဟုတ်လားအခြေခံဥပဒေရပဲရွေးကောက်ပွဲကိုလုပ်ဖို့လုပ်ပေးမှရှေ့ကိုသွားလို့ရမယ်ဒါအခြေခံဥပဒေမှာပြဋ္ဌာန်းချက်ဖြစ်တယ်လူလူကအကြက်တီးကြထဲမှာရောက်တယ်စစ်ကြောင်းစစ်ဘေးရှောင်ရဒီဒုက္ခခံရတယ်အဲ့ဒါလိုပဲငလျင်ဘေးကြောင်းအကြက်တီးကိုရောက်တယ်ငြိမ်းချမ်းခြင်းနဲ့ဖွံ့ဖြိုးခြင်းနဲ့တိုင်ပြည်တည်ငြိမ်အေဂျင်စီခြင်းဒါလူလူဆန်တာအဲ့တော့သွားမယ့်လမ်းကြောင်းတစ်ခုပဲရှိတယ်စစ်ရေးပြိပခါရှုံငိမ့်ဖို့လိုတယ်အဲ့ဒါလိုပဲရွေးကောက်ပွဲအလွန် elected ဆိုတာတရားနဲ့နိုင်ငံရေးအဖြစ်တန်တမာရေးအဖြစ်ခင်းချင်းဟုတ်လားတိုင်းပြည်အေဂျင်တည်ငြိမ်တဲ့အနေထားကိုရောက်ကုန်ရောက်ဖြစ် ဲ့တော့ဒီကူ foreign ကလည်းဘာပြောထားလဲနိုင်ငံတော်အတွက်ကိုသွားမယ်အခုနာလို့ပေါင်းစီပြီးမှဘာလဲငင်းချမ်းရဲ့ရွေးကောက်ပွဲပြီးရင်ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစီပြီးမှမဟုတ်ဘူးလားတင်းရင်အေဂျင့်နဲ့နိုင်ငံတော်အတွက်ကိုသွားခြင်းလေအဲ့လိုသွားဖို့အတွက်အခုငင်းချမ်းရဲ့ညှိနှိုင်းခံကိုရှာတယ်ဆိုတဲ့အခါဒီ foundation ဒီရွေးကောက်ပွဲအတွက်လည်းအကျိုးပြုပါတယ်နိုင်ငံတော်အတွက်လည်းအကျိုးပြုပါတယ်လက်နက်ကင်ပရိပတ်ကရှုပ်ငိမ့်ဖို့အတွက်လည်းအကျိုးပြုတယ် တော့ရွေးကောက်ပွဲဒီကျွန်တော်တို့သွားကိုသွားအမယ်လမ်းကြောင်းအခြေခံဥပဒေပါပေးတာချက်ဖြစ်တယ်။ကာကွယ်ဦးစီးချုပ်ကလည်းကျင်းကိုကျင်းပပေးအမယ်။ဒါပေးတာချက်ဖြစ်တယ်။ဟုတ်ပလားလူလူကလည်းလိုလားတယ်။ရွေးကောက်ပွဲအလွန်အစိုးရတရက်ပေါ်ထွန်းမှပဲလက်ရှိအချင်းချက်ကို reconstruct လုပ်မယ်ဟာ။ဟုတ်လားအခွင့်အရေးတွေရလာမယ်။တချို့ sanction လုပ်ထားတဲ့ဟာတွေ democratic အစိုးရတရက်ပေါ်လာရင်ခင်ဗျားလုပ်ပြန်ပြီးတော့ဟိုကလုပ်မှာပဲ။တို့နိုင်ငံတကာတန်ခင်းတမန်ခင်းကဏ္ဍကပို့ပြီးတွက်လက်လာမယ်။ မဟုတ်ဘူးလားအများပါဝင်တဲ့စုပေါင်းညီညွတ်တဲ့အစိုးရတရက်တာဆိုရင်ခုနလိုလာမယ့်9နှစ်တာကာလအတွင်းမှာငြိမ်းချမ်းမှုကိုထပ်ပြီးတော့အားမြင့်ပြီးမှပို့ပြီးတော့ခိုင်ခိုင်မာမာရအောင်ဆက်လုပ်နိုင်တယ်အဲ့ဒါကြောင့်ရုပ်ကောက်ဘူးအရေးကြီးပါတယ်